ခံပြိုးပါတီလည်းဖြစ်နေတယ်အဲဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသိတယ်လုပ်ပေးနိုင်မဲ့ပါတီကိုပြည်သူလူထုကပေးဖို့လိုတယ်ပေးခိုင်းတာမဟုတ်ဘူးနော်ပြည်သူလူထုကပေးဖို့လိုတယ်တဲ့သူဝတ်ထားတဲ့အဝတ်အစားကိုကြည့်လိုက်ခင်ဗျားတို့အဲ့မှာအဖြေပဲယူကဝဲယူကဝဲတော့ယူကဝဲလိုတာလေးမဖြစ်တယ်ဘာမမြင်ပါဘူးကျွန်တော်တို့ဘာမြင်စရာမှအကြောင်းရှိဘူးကျွန်တော်တို့ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမှာကောင် အစီနန်းတော် YouTube channel ရကနေကြိုဆိုပါတယ်ဗျစစ်တပ်ကမတရားအာဏာသိမ်းခဲ့တာ1943ရက်ရှိခဲ့ပြီ43ရက်ရှိခဲ့တဲ့အချိန်မှာရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့တချို့မြို့နယ်တွေကိုစစ်အာဏာရှင်လက်အောက်ကိုပြန်ပေးလိုက်ရတော့ရင်းနေခုံနေကြတယ်အခု TNL ကအပြစ်အခက်ရက်တယ်ပြောပြီးတော့မိုးကုတ်မြို့ကိုပြန်ပေးရမှာလားဆိုပြီးတော့တွေးနေကြတယ် မိုးကုံမျိုးပြန်ပေးရမပေးရတော့မသိဘူးဘောမနေတဲ့ကြုံမျိုးမင်းတို့ကြော်စိုးတို့အော်နေတဲ့မိုးကုံမျိုးကြီးပြန်ရတယ်ဆိုတဲ့အရာတဲ့ထက်စီတဲ့ကြော်စိုးကိုမေးခြင်းတာဥမေအောင်လှိုင်ကအာနာသိမ့်လိုက်လို့အာနာထိမ့်လိုက်တာကိုပြည်သူတွေတန်းကြာချီပြီးတော့တန်းချီပြီးတော့ဒီစစ်တပ်ကြီးကိုအားပေးထောက်ခံနေပါတယ်ဆိုတဲ့အရာကိုအခုမိုးကုံမျိုးမှာမနေညကကျွန်တော်ပြောပြသားပဲခဏခဏ မြန်မာနိုင်ငံအတွင်းမှာအလံလိတ်ပြီးတော့အတန်မတိတ်တဲ့အာနာရှင်စနစ်စိုးကိုမောင်းထုတ်နေတဲ့နိုင်ငံသူနိုင်ငံသားတွေတပုံကြီးရှိတယ်။ဒီလိုတပုံကြီးကိုမင်းညာဘာတွေလုပ်ပြသွားလဲဗီဒီယိုဖိုင်ရှိတယ်နားထောင်ကြည့်ပြစစ်တပ်ကိုလက်မခံလို၍မိုးကုံမြို့နေပြည်သူများတန်ဘုံတီးဆန္ဒပြဘောမရီဆန္ဒပြ lo chi lo chi chi nu re ka wa cha me lo chi lo chi ta mo re do yu ni ma ya pa ye ye mo do bi sa na po do cha me na ya ba ma ga ro ye chi bi အာနာရှင်စနစ်တော့မဟုတ်ဒီစစ်တပ်ကမတရားအာဏာသိမ်းပြီးအုပ်ချုပ်နေတာကိုပြည်သူလူထုတရလုံးကကြိုက်သလားမကြိုက်သလားဆိုတော့အဖြေပဲ စိတ်အာနာရှင်ကိုမကြိုက်တဲ့အထဲမှာကျွန်တော်တို့ပြည်သူတွေမဟုတ်ဖဲနဲ့အမှန်တရားဆိုတဲ့အရာနဲ့ဓမ္မဆိုတဲ့အရာကိုနှစ်သက်တဲ့လူတွေတိုင်းလည်းအားလုံးပါတယ်အဲ့ဒီအထဲမှာမှကျွန်တော်တို့ကာကွယ်ဦးစီးချုပ်ဖြစ်ခဲ့မှုတဲ့ဦးတန်းရွှေရဲ့တမတ်ဖြစ်တဲ့ဒေါက်တာနေစိုးမောင်စိတ်အာနာရှင်ဟောင်းရဲ့တမတ်ဒေါက်တာနေစိုးမောင်ကိုတဲ့အမှုထပ်တိုးတယ်တဲ့နိုဝင်ဘာလ9ရက်2025စိုင်းမင်းပီပယ်စပရင်ကနေကျင်းပထားတယ် စစ်တပ်ကထောင်ချထားတဲ့စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့တမက်ဒေါက်တာနေဆိုးမောင်ကိုစစ်တော်ရေးဥပဒေပုံမှ66ဂါကြီးနဲ့အမှုထပ်တိုးထားတယ်လို့ဤဆက်သူကြီးဆန်ကသိရတယ်တဲ့ပြည်ကြီးတခုမြို့နယ်တရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပြီးအမှုစစ်တာကိုတော့ထောင်တွင်းတရားရုံးမှာပင်စစ်ဆေးနေတာပါတဲ့တရားလိုစစ်ရောက်နေပြီးအရင်အဖမ်းခံရတဲ့အကြောင်းအရာနဲ့ပဲထပ်ပြီးထပ်ဆွဲခံရတာပထမအမှုနဲ့ကြာပြီးသားအဲ့ဒါကိုနောက်ထပ်တမှုထပ်ပြီးတော့တိုးတာ ဘာကြောင့်အမှုထက်တိုးလဲဆိုတာတော့အသေးစိတ်မသိရဘူးတဲ့ဒေါက်တာနေစိုးမောင်ကိုပုံမှန်905ကကြီးနဲ့အခုနှစ်ဇန်နဝါရီလပထမပတ်တွင်ထောင်နဲ့၃နှစ်ချမှတ်ခဲ့ပြီးအိုးဘူထောင်ပါတဲ့အချင်းချရတာပါတဲ့ဒါပေမဲ့မလ28ငလျင်ကြီးလှုပ်ပြီးတဲ့နောက်အင်းစိန်ထောင်ကိုပြောင်းရွှေ့ခဲ့ပါသေးတယ်ဒေါက်တာနေစိုးမောင်ဟာလူမှုကွန်ရက်ကနေနိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုပ်ဆော်တယ်ဆိုပြီးစစ်ကောင်စီကပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကဖမ်းဆီးခဲ့တာပါတဲ့သူကစစ်ကောင်စီအချင်းချထားတဲ့ LND ပါတီဒုဥက္ကရမန္တလေး တိုင်းဝန်ကြီးဒေါက်တာဇော်မြင့်မောင်ရဲ့ဆုံးပါသွားတာကိုလူမှုကွန်ရက်မှာရေးတင်ခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံရတာတဲ့ဒေါက်တာဇော်မြင့်မောင်တည်ဆုံမှုပေါ်နောင်ဘဝမှာလူဖြစ်ခဲ့ရင်လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတွေရဲ့အကျိုးကိုဆက်လက်တည်ဖို့နိုင်ပါစေလို့ဒေါက်တာနေဆုမောင်ကရေးတာဖေးဖို့မှာနော်စစ်တပ်စန့်ကျင်သူတွေကိုဒေါက်တာနေဆုမောင်ဒေါက်တာနေဆုမောင်ကအားပေးထောက်ခံခဲ့တာကြောင့်ပြင်ပမှာ လွတ်မထားတဲ့တော့ပဲဖန်စီထောင်ချဖို့စစ်တပ်ဝါဒဖြင့် Telegram Channel အချို့ကလှုပ်ဆော်ခဲ့တယ်တဲ့စစ်တပ်မှဒုဗိုလ်မှူးကြီးတက်မတော်စစ်တပ်ကတူမှလည်းကတိကဖြစ်ခဲ့သူဒေါက်တာနေဆိုးမောင်က2015 2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုမဲပေးခဲ့တယ်လို့ထုတ်ဖော်ပြောဆိုခဲ့မှုတယ်တဲ့2021ဖေဖော်ဝါရီ1ရက်နေ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်အာဏာသိမ်းမှုစန့်ကျင်သူတွေနဲ့အတူလမ်းပေါ်မှာဒေါက်တာနေဆိုးမောင်ကိုတွေ့ရတယ်တဲ့ဒေါက်တာနေဆိုးမောင်ကြီးကျွန်တော်တို့အမှန်တရားဘက်မှာ NLD တမဟုတ်ပြည်သူ့အစိုးရဘက်မှရက်တီတယ်ဆိုပြီးကျွန်တော်ကလော်ဘီလုပ်တာမဟုတ်ဘူးအဓိကကျွန်တော်ပြောချင်တဲ့အကြောင်းအရာကအာနာရှင်ဆိုတဲ့လူတစုကသူတို့နဲ့တဟဇာတမတည့်ခဲ့ဘူးဆိုရင်သူတို့ကိုပြန်ပြီးတော့စန့်ကျင်မယ်ဆိုရင်မိသူတဦးတယောက်ကိုမှချမ်းသာပေးခြင်းမရှိဘူးဆိုတဲ့တတရားဒီနေရာမှာပေါ်လာတာပဲအဖြေကရှင်းပါတယ်ကျွန်တော်တို့ဦးတန်းရွှေတို့ဦးသိန်းစိန်တို့လက်ထက်မှာတောင်းကအမေစု ထောင်ကြတဲ့အကျေချုပ်ချခံရတယ်ဆိုတော့မှအကျေချုပ်အနေနဲ့ပဲထားတယ်ထောင်တွင်းအချင်းချပြီးတော့ဘသူနဲ့မှတွဲခွင့်မရှိဘူးတာမရှိဘူးနိုင်ငံတကာတန်တမာဆက်ဆံရေးအရာတွဲခွင့်ပေးတဲ့အရာတွေလည်းရှိသလိုပဲအခု27အာနာသိန်းနဲ့မင်းအောင်လှိုင်လက်ထက်မှာတော့လုံးဝကိုတွဲခွင့်မရှိတဲ့တင်ဘယ်အချုပ်ထောင်ဘယ်နေရာမှာဘယ်ထောင်ဘယ်နေရာမှာထားတယ်ဆိုတာတော့မသိဘူးဒီပြင်ဆိုတာကကျမ်းမာရေးချွတ်ယွင်းနေပါတယ်ပြောတာတော့မှစေကူတာခွင့်ကိုအများမြင်တာထင်တာအောင် ုသပေးပါတယ်ဆိုတဲ့အရာလဲထွက်ပေါ်မလာဘူးဟုတ်ပြီအာနာရှင်ဟာစနစ်တကျနဲ့ပို့ပြီးတော့ရုပ်မာနေပြီဘာကြောင့်လဲခစ်ကတိုးတက်လာတဲ့နောက်မှာခစ်အတိုင်းလိုက်ပါနိုင်စွမ်းရှိနေတဲ့လူငယ်လူရွယ်တွေဟာလက်နက်ကင်ပြီးတိုက်ပွဲဝင်မှရမယ်ဆိုတာကိုသိတဲ့အတွက်လက်နက်ကင်ပြီးတိုက်ပွဲဝင်ကြတယ်အာနာရှင်စနစ်ဆိုးပပျောက်ရေးအတွက်ဒါကိုသိတဲ့အာနာရှင်လူတစုကတော့ စနစ်တကျနဲ့ပူပူဆိုးပြီးတော့ရုံမာလာတဲ့အရာတွေအများကြီးရှိတယ်။အဲ့ဒီအထဲမှာမှအီယော်ရီတိုင်းကန်ကြီးတောင်မြို့နယ်မှာစစ်မှုထမ်းကြီး2,500,5000မပေးနိုင်လို့ဆိုပြီးတော့ကိုကိုကိုကြိုးစွဲချခဲ့တဲ့လူလဲရှိနေပြီ။တစောင်းမုံလာပြင်းနေဆိုတဲ့မြန်မာနိုင်ငံစနလရာဒီရာဒီခွန်းတွေကတရာဒီဖြစ်တဲ့ဒီရာဒီကာလမှာအပျော်အပါပျော်ပွဲရှင်ပွဲတွေနဲ့စနစ်တကျနဲ့အာနာရှင်ဟာဖန်တီးပေးနေတယ် ဒီလိုဖန်တီးပေးနေတဲ့အထဲမှာတကယ်စိတ်လိုလက်ရနဲ့ပျော်နေတဲ့လူတွေရှိသလိုမိမိစိတ်ထွက်ပေါက်အနေနဲ့ညစ်လို့သွားပြီးပျော်နေတဲ့လူငယ်လူရွယ်တွေလည်းအများကြီးပဲရှိတယ်။ဒီအရာပေါ်မှာကျွန်တော်တို့ကခမားတို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေဒီလောက်တောင်စောက်သုံးမကြရသလားဆိုပြီးသွားပျော်နေလို့မရဘူး။သူ့လက်ကုပ်ထဲမှာရောက်နေတဲ့အရွက်အတွက်အထိုက်အလျောက်တော့နေနေရမှာဒီအရာကိုကျွန်တော်တို့အကြံပြု အကြံပေးနိုင်တာကတော့တခုပဲရှိပါတယ်မြန်မာနိုင်ငံအတွင်းမှာမီတင်းနေထိုင်နေတဲ့မြန်မာနိုင်ငံနိုင်ငံသားအ धिक လူငယ်လူရွယ်တွေအနေနဲ့အနေအထိုင်အသွားအလာတွေစင်ကြင်ကြပါလို့ကျွန်တော်ကတော့မြစ်တာရက်ခံပြီးဒီနေရာကနေဆော်ဩချင်ပါတယ်မနေ့ကလည်းဖွေးဖွေးရုပ်ရှင်တရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်ကိုဖန်းစည်းတယ်ဆိုပြီးတရင်ထွက်လာတယ်ဒါပေမဲ့အခုဒီမနေ့ထပ်ပြီးတရင်ရတာကတော့ပြန်လွတ်ပေးလိုက်တယ်ဘာကြောင့်လဲဆိုရင်ရွေးကောက်ပွဲအတွက် လော်ဘီလုတ်တဲ့ရုပ်ရှင်တွေရိုက်တယ်ကျွန်တော်တို့အပိုင်းအပိုင်းပိုင်းလေးတွေရိုက်တဲ့အချိန်ကမျိုးမှာသူတို့ကပါဝင်တရုတ်ဆောင်ခြင်းမရှိဘူးသို့မဟုတ်ဖုံးဆက်တာကိုမကင်တဲ့အတွက်ဆိုပြီးတော့ဖိုးဖွေးကိုဟိုးမီမျိုးမှရှိတဲ့ရိုက်ကွင်းမှာတောင်တွားပြီးတော့စစ်ဆေးမင်းမြန်းတယ်လို့တည်င်းရရှိထားပါတယ်ကျွန်တော်တို့ရုပ်ရှင်တရုတ်ဆောင်တွေဗတ်မှာလည်းနှစ်မျိုးထက်ပွဲနေတယ်ဘလို့ကွဲတယ်စစ်ဖက်ကိုပြောင်းအောင်တိုက်ပေးနေတဲ့လူနဲ့စစ်အာဏာရှင် ဟိုစနစ်စိုးကိုတွန်းလှန်နေတဲ့တရုတ်ဆောင်တွေအများကြီးရှိပါတယ်၈၈နောက်ပိုင်းမှာဆိုရင်အဓိကခင်ဗျားတို့ကြွတူတိခဲ့တဲ့ဥအောင်လွင်ကြီးဥအောင်လွင်ကြီးရဲ့အကြောင်းကိုသိချင်းရင်ဥဝင်းတင်ရေးသားခဲ့တဲ့ဘာလဲဟဲ့ငရဲဆိုတဲ့စာအုပ်ကိုဝယ်ပြီးတော့ဖတ်ကြည့်လိုက်အဲ့ဒီမှာဥအောင်လွင်ဥဝင်းတင်တိုက်ပိတ်ခံရတဲ့အခြေအနေကဥအောင်လွင်ကြီး ခြေပုံထမ်းနေရတယ်ဆိုတဲ့အရာပါတကယ်ထွက်လာတယ်။88နောက်ပိုင်းမှာနိုင်ငံအတွက်အာနာရှင်စနစ်ရောက်ကလွတ်မြောက်မှုတက်တကယ်စတိတိရောက်ရောက်နဲ့လုတ်ပီးခဲ့တဲ့အမှုပညာရှင်တွေအများကြီးရှိတယ်။အခုနောက်ပိုင်းမဟုတ်ဘူး။အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့အတွက်အထင်ကြီးဖြစ်နေတဲ့ရုပ်ဆောင်တစ်ယောက်ကတော့အမှတ်အရဆုံးဖြစ်နေဖို့လိုတယ်ဗျ။သူကတော့ရဲတိုက်ခံဝင်ထိုးပြီးတော့အလွယ်တကူအပြင်ကိုထွက်လာလို့ရတဲ့အရာတော်မှ သူကမထွက်ဖဲနဲ့ထောင်တွင်းကအချင်းချခံပြီးအမှုတွေများစွာတက်တောင်ဂယုမဆိုင်ဖဲနဲ့ထောင်ထဲမှာပဲနေပြီးတော့အာနာရှင်ကိုဆက်တွန်းလန်နေတဲ့အတွက်ကျွန်တော်တို့ခမရတို့သူ့ကိုအားလုံးလေးပြုပါတယ်လေးလဲလေးစားပါတယ်ဒီလိုပဲပြီးခဲ့တဲ့ရက်ကစစ်အာနာရှင်ကိုစန့်ကျင်နေတဲ့မိုက်တီတို့ကိုမိုက်တီတို့ကြုံဝင်းထွတ်တို့အုံတိုင်းတို့တကယ်နိုင်ငံအာနာရှင်စနစ်အောက်ကလွတ်မြောက်ချင်ပြီး အလံလိတ်ပြီးအတန်မတိတ်တဲ့တရုတ်ဆောင်တွေအများကြီးရှိတယ်။ဒီတရုတ်ဆောင်တွေတဲကမှခက်အဆက်ဆက်ငါမိသားစုငါတဖို့တဲ့ကောင်းစားရင်ပြီးရောဆိုတဲ့စစ်ဖက်နက်ကိုပြန်ပြောင်းအောင်တိုက်ပြီးတော့မအားလာရဲ့ဖင်ချခြင်းကိုခံဖို့အစဉ်သင့်စောင့်နေတဲ့နေအောင်သူပါပြောထားတယ်နားထောင်ကြည့်ပြန်ပြူပါတီလည်းဖြစ်နေတယ်အဲဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသိတယ် လုတ်ပေးနိုင်မဲ့ပါတီကိုပြည်သူလူထုကပေးဖို့လိုတယ်ပေးခိုင်းတာမဟုတ်ဘူးနော်ပြည်သူလူထုကပေးဖို့လိုတယ်တဲ့သူပွက်ထားတဲ့အဝတ်အစားကိုကြည့်လိုက်ခင်ဗျားတို့အဲ့မှာအဖြေပဲရုပ်ကဝဲရုပ်ကဝဲသူရုပ်ကဝဲလိုတာလေးမဖြစ်တယ်ဘာမမြင်ပါဘူးကျွန်တော်ဘာမြင်စရာမှအကြောင်းမရှိဘူးကျွန်တော်ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမှာကောင်ဟာတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမယ်ဆိုရင်အုပ်ချုပ်တဲ့မင်းကသူ့ အမေတွေနှမတွေကိုဖင်ချမယ်ဆိုရင်သူကိုယ်တိုင်ကဘာဖင်ချမယ်ဆိုရင် तू ခံမလားမသိဘူးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့လူအချင်းချင်းကိုယ်နိုင်ငံသားအချင်းချင်းတေးကြီးပျက်စီးအိုးအိမ်စွန့်ပစ်ဘုံကျဲလို့ကလေးတွေတည်နေတဲ့အရာကိုအတိခောက်ခတ်အဝင်နှက်ပြီးအဒီဘုံကျဲခံရတဲ့ theme ပါတဲ့ပြည်သူတွေကျွေးတဲ့ထမင်းကိုစားပြီးအသားတွေကလောက်ထွက်တဲ့စကားမျိုးကို တစ်ဆွေလုံးတစ်မျိုးလုံးကိုဖင်ရှားခံဖို့ပြောပူတိုင်းကဝန်ခံနေတယ်။စဉ်းစားကြည့်နော်။တိုင်းပြည်အုပ်ချုပ်မင်းလုတ်တဲ့သူခိုင်းသမျှကိုလုပ်ရမယ်ဆိုရင်ကျွန်တော်ပြောပြီးပဲထပ်ပြီးတော့မထွက်ချင်တော့အားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ယာစာခိုင်းတင်တယ်။ဆရာတော်ကြီးပြောသွားတာ။ဆရာတော်ကြီးပြောသွားတာလေ။ဒီလူကြီးမှရှိတဲ့တရားဆိုတဲ့တရားတို့ဘာဝနာတို့အတိတို့ကိုကျင်းစာတို့ဆိုတာဒီလူခန္ဓာကိုယ်ကထွက်လာတာဒီလူခေါင်းထဲမှာက တုတ်ပိုးတွေပဲရှိတယ်လို့ခြီးပရင်းလို့ပဲရှိတယ်လို့ပဲကျွန်တော်ကမြင်တယ်။ဘာကြောက်လဲဆိုရင်အလိုတော်ကြအဖွဲစည်းတစ်ခုရဲ့အလိုတော်ကြကိုလိုက်ပြီးတော့ဇွတ်တရုတ်ဆောင်ဘောမှာဖင်ချခံနေတဲ့လူလို့ပဲကျွန်တော်ကသတ်မှတ်တယ်။ကျွန်တော်ပြောတာမဟုတ်ဘူးနော်။ strong ဖြစ်တာမဟုတ်ဘူးတကယ် strongest ပဲ။အာပြည်ကံရုံးပါတီဒါရင်လုံနိုင်မယ်လို့ကျွန်တော်ယူဆရတယ်။ဒါကျွန်တော်မြင်လေအားလုံးမြင်မှုပြည်ကံမျိုးပါတီဒါရင်လုံနိုင်မယ်လို့ယူဆရတယ်တဲ့။ပြည်သူအစိုးရ တက်တဲ့အချိန်မှာလှုပ်ဆောင်သွားတဲ့အရာတွေကိုကြတော့ဘာကြောင့်သူတို့မပြောရဲကြတာလဲကျွန်တော်ပြစမယ်ဒီကောင်တွေဒီလိုလူတန်းစားတွေကခုနကကျွန်တော်ပြောတဲ့စစ်ဖက်နယ်ကိုပြောင်းအောင်တိုက်ပေးနေတဲ့အမှုပညာရှင်နဲ့စစ်အာဏာရှင်ကိုစန့်ကျင်နေတဲ့အမှုပညာရှင်အဲ့ဒီမှာကွာခြားသွားတယ်အဲ့ဒီကွာခြားသွားတဲ့အတွက်ကြိတ်ပြီးတော့ကျွန်တော်ခဏခဏပြောသူပေါ့ဘလောက်ပဲအခက်အခဲတွေဖြစ်နေပါစေဘလောက်ပဲဒုက္ခတွေရောက်နေပါစေအန်ကြိတ်ခံတယ် ငါရောက်ခဲ့တဲ့ဘဝငါရရှိတဲ့ဘဝငါဘဝဒီဘဝအပေါ်မှာငါဘလိုမျိုးကောင်းမွန်စွာဖြတ်သန်းမလဲအကုတုကိန်းကိန်းနဲ့ကိုချင်းစာတရားအပြည့်နဲ့လူကိုလူလူချင်းမြင်တတ်မဲ့စိတ်နဲ့ဒီလိုစိတ်သက်မျိုးတွေတုတ်တုတ်ခမရတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေမှာအများကြီးရှိတယ်ဒီလိုအောက်ဒီလိုလူတန်းစားတွေရဲ့အောက်တန်းကျတဲ့စိတ်သက်မျိုးတွေ ကျွန်တော်တို့အတိုက်ရွယ်မပြောနဲ့ငယ်ရွယ်တဲ့ညီငယ်ညီမငယ်တွေမှာမရှိဘူးခမားတို့ကြုတ်တို့အမှန်တရားကိုမြတ်လို့တယ်ဓမ္မကိုနှက်တတ်တယ်မှန်တဲ့အရာကိုပြောပြီးလူဘဝမှာရှင်သန်ဂျင်တဲဆိုတဲ့လူတန်းစားတွေဒီခေတ်မှာအများကြီးလိုအပ်နေပြီဘာကြောင့်လဲပြီးခဲ့တဲ့ရက်ကကရင်ပြည်နယ်ကကထိန်ဘွဲတပွဲမှာတနတ်ပစ်ဖောက်ပြီးတော့အောင်ပွဲခံတယ်အာနာရှင်လူစုဟာ နိုင်ငံအတွင်းမှာအာဏာရှင်ဆက်ဆံအုပ်ချုပ်တာမဟုတ်ဘူးလက်နက်ကင်အဖွဲ့ကြီးဆိုတဲ့နေရာဒေတာဒီမှာပါအာဏာရှင်ဆိုတဲ့လူတွေကိုထတ်ထပ်ပြီးတော့မွေးထုတ်ထားတယ်မယုံဘူးလားညီမချင်းထုတ်ကြည့် NCA ဆိုတဲ့လက်မှတ်ဒါအဖြစ်ပဲဒါကြောင့်မလို့အာဏာရှင်စနစ်ကိုတွန်းလှန်နေရင်းနဲ့ကျွန်တော်တို့အမှန်တရားဘက်မှရှိတဲ့လူတွေအမားတရားလောက်လာပြီးဆိုရင်ကျုပ်တို့ခမားတို့ပြည်သူတွေကနေအော်ဖို့လိုတယ်ထိတ်ဆုံး တပ်ဦးအစိုးရဖြစ်တဲ့ NUG ကမှားနေရင်တော့ခမားတို့ကျုပ်တို့ပြည်သူတွေကအော်ဖို့လိုတယ်ဒါဆိုရင်မြန်မာနိုင်ငံအတွင်းမှာလွတ်လပ်စွာသွာလာခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာလွတ်လပ်စွာလွတ်လပ်စွာမိမိပိုင်ဆိုင်တဲ့တနေ့လှုပ်ရှားကိုတောင်မှကောင်းကောင်းမွန်မွန်လွတ်လပ်စွာသုံးစွဲခွင့်မရှိတော့တဲ့အနေအထားမျိုးတိရောက်အောင်အာနာရှင်ဟာထပ်ပြောမယ်မြောက်ကိုရီးယားနိုင်ငံတဲ့စိုးအောင်စနစ်တကျဖန်တီးနေပြီ ဒီနေရာမှာပါဝင်တရုတ်ဆောင်နေတဲ့ထင်ရှားကန်နေတဲ့ဒီလိုកောင်သားမျိုးတွေတော့မဖြစ်ဖို့လိုတယ်လို့ကျွန်တော်ဒီကနေ့ပြောချင်တယ်မလို့လေကျွန်တော်သဘောတူရလိုက်တူမလို့လေကိုအသိဉာဏ်နဲ့ကိုပညာနဲ့ကို common sense လို့စဉ်းစားပါ use your brain ဘယ်လိုဆိုင်လဲဘယ်နိုင်ငံရေးမှာကျွန်တော်မလုပ်တာ no နိုင်ငံရေးမှာကျွန်တော်မလုပ်တော့တာနိုင်ငံရေးမလုပ်ဘူးဆိုရင်မင်းဘာကြောင့်နိုင်ငံကိုမင်းတို့အာနာရှင်တွေပြောခဲ့တဲ့ ဂျောက်သေးလက်တလုံးကြတာမဟုတ်ဂျောက်သေးကိုစုံကြပြီးတော့စုံစုံမြုပ်နိုင်ငံမှာသူများနိုင်ငံကလာပြီးအုပ်ချုပ်တဲ့ဘဝရောက်အောင်လုပ်နေတာကိုခမရအသက်ကြီးအတိခောက်ခက်အဝင်နဲ့ပြီးဘာကြောင့်ဒီလိုဖားကြကြပြောနိုင်တယ်လဲဆိုတာခမရတို့ကြိုးတူအားလုံးသူ့လိုမျိုးမပြောတတ်ဖို့လိုတယ်မပြောမိဖို့လည်းလိုတယ်မိမိစားတော့ထမင်းဖြူတော့ဖြူတယ်အယောင်ဆိုးစားခြင်းရင်တော့ဒါမှဝတ်စားပါမကောင်းတဲ့အရာနဲ့ခဏတက်ဖြုတ်လေးငါဒီ ကံတစ်ခုကိုကျူးလွန်လိုက်လို့ဘာမှမဖြစ်ဘူးဆိုပေမဲ့တခြားသူကမသိမသိနေလေကိုကိုကိုတော့လက်ပြလုံပါစေဆိုတဲ့စကားကိုကျွန်တော်ကပိုဘက်ကကျွန်တော်တို့ဘက်ကရှိနေတဲ့လူတွေကိုပါတခါတည်းအပြီးထည့်ပြီးပြောချင်ပါတယ်။ politics ကျွန်တော်လုံးဝဝါဒနာမပါဘူး။ကျွန်တော်မိဘဟိုဘက်ဒီဘက်ဒီဘက်ဒီဘက်အားလုံးအမှုန်းနေကြီးပဲ။ရှင်းရနော်။ကျွန်တော်ဝါဒနာမပါဘူးတဲ့။ဟိုဘက်မိဘဒီဘက်မိဘအားလုံးအမှုန်းနေကြီးပဲ။ဒါဆိုရင်ဒီ ဘောမတဲ့ဝစ်စုံကိုဝစ်ပြီးတော့ဘာကြောင့်မအားလာနဲ့အာနာရှင်တတိုက်ကဖင်ချတော့ခမရခံလဲလို့ကျွန်တော်မေးရင်သူဘလို့ဖြေမလဲမသိနော်ဘလို့ဖြေမလဲမသိကျွန်တော်တို့အာနာသိပြီးနောက်ပိုင်းမှာငါးပါးတီတာမပြောနဲ့တရဏဂုံတီတဲ့အရာတွေတောင်ပျောက်သွားတယ်အဲအကြောင်းမလို့ကျွန်တော်ကဗုဒ္ဓဘာသာဖြစ်ရတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုလည်းကျွန်တော်လှမ်းပြောပါတယ်အရှင်ဘုရားလောင်းတိုင်းနိုးစည်းပါဘာကြောင့်လဲဆိုရင်တနေ့တနေ့တက်လာတဲ့တည်င်းနဲ့ယုံမာနေတဲ့ အကြောင်းအရာ တွေကိုတွေ့ကိုနိုင်ငံသားတွေနေရာတကာဘုံကျဲလူမမဲမမြောက်သေးတဲ့ကလေးတွေစာတင်ကြောင်းတွေကိုဘုံကျဲနေရောက်တွေ့ပြီးတော့အာကုသူစိတ်တွေမနေထိနေရတယ်။ဒါကြောင့်မလို့ဒီလိုအာကုသူစိတ်တွေမနေထိနေရတဲ့အတွက်ကျွန်တော်တို့ဥဆောင်နေတဲ့တအူးအစိုးရအနေနဲ့ထိထိရောက်ရောက်လေးတွေလှုပ်စေခြင်းတဲ့အတွက်ကျွန်တော်ကအမုန်းခံပြီးပြည်သူတယောက်အနေနဲ့ကျွန်တော်ကတော့ထောက်လျှောက်ပေါ်မှာပဲ။ဒါပေမဲ့ထပ်ပြောမယ်2025မကုန်ထိတော့ထပ်ပြီးတော့စောင်းမယ်2025ကုန်ထိမှာ အဆင်မပြေတော့ဘူးဆိုရင်တော့ခင်ဗျားတို့ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားတတ်ဖို့လိုတယ်။မြန်မာနိုင်ငံသူနိုင်ငံသားများနိုင်ငံရေးဟာလိမ်မာတယ်ယဉ်ကျေးတယ်ရုပ်မာတယ်ကောက်ကျစ်တယ်အယံကလိန်စိညမ်းစိန်အခွင့်အရေးသမားတွေနိုင်ငံရေးတယ်တော်လှန်ရေးတယ်ပါလာပြီဆိုရင်ခင်ဗျားတို့ကျုပ်တို့ရဲ့ဘဝတွေကိုသွေးဆုပ်ဖုတ်ကောင်လို့စနစ်တကျနဲ့စုပ်ယူခြင်းကိုလုံးဝမခံကြပါနဲ့လို့ကျွန်တော်ဒီနေရာနေစောအောင်ခြင်းပါတယ်အမှန်တရားအတွက်ဆိုရင် မများတို့တို့တို့အသက်ဆုံးတဲ့အထိတိုက်ရမှာပဲအဓိကမြန်မာနိုင်ငံအတွင်းကအာနာရှင်စနစ်အမြင့်ပြတ်ဖို့လိုတယ်နော်ကျွန်တော်ရင်ထဲကချစ်တာဘလူကလာတော့ဘာပြောမှာရောဟုတ်တယ်မလားဟုတ်တယ်နော်တော်တော်ပြင်ချခံမှာပဲသူကတော့သူပြောပြီးသားရှင်းရှင်းလေးပဲပြင်ချခံမှာပဲဥဒမမနေ့ဖန်ကြရင်ကြော်ညာလေးတစ်ခုကျွန်တော်ဝင်ကြပါတယ်ကိုစောင်းဦးလိုင်ရဲ့စတင်ချင်း the return to sound line ကျွန်တော်တကူတော်ပွဲများအတွက်ခီးစဉ်စတင်ပါပြီ1မနေ့ကညနေမှာစင်ကာပူကိုရောက်ရှိမှဖြစ်ပြီးနိုဝင်ဘာ9ရက်နေ့ကင်း2နာရီနေ့ကင်း2နာရီမှာတည်ဆိုမှာပါတည်ဆိုပါမယ်တဲ့ရုပ်ရှင်ုံချိထိုင်းကုံအရေးတွက်ရဲ့90ရာခိုင်နှုန်းဝယ်ယူအားပေးထားပါတယ်တဲ့ပွဲကျင်းပမဲ့ Sunday မှာလည်းလက်မှတ်များကိုဝယ်ယူအားပေးကြပါမယ်ပွဲကျင်းပမဲ့ Sunday မှာလက်မှတ်များကိုရုပ်ရှင်ုံမှာပဲဒါရိုက်ဝယ်ယူပြီးဝင်ရောက်ကြည့်ရှုအားပေးနိုင်မှာကြောင်း စင်ကာပူမှာရှိတဲ့အမှန်တရားကိုမြန်လို့ဓမ္မကိုနှစ်သက်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့လက်မှတ်ကလေးတွေဝယ်ပြီးတော့ကိုစောင်းလိုက်ရဲ့ဖြော်ပြပွဲကိုကြည်ချင်းအပြင်အာနာရှင်စနစ်ကိုပါဝင်ပြီးတော့တွန်းလှန်ပေးကြပါလို့မြစ်တာရက်ခံတယ်။ဘာကြောင့်လဲဆိုရင်လက်မှတ်ဝယ်ယူအပြည့်တဲ့နှုံးကကျွတ်တီဘုတ်ကင်းရောင်းထားတာက90ရာခိုင်နှုန်းပဲရှိတဲ့အတွက်ကျွန်တော်ဒီကနေ့ကြေညာပေးတာပါ။နိုဝင်ဘာ7ရက်မှာဩစတြေးလျနိုင်ငံမဲဘုံမြို့ကိုရောက်ရှိလာမှာဖြစ်ပြီး နိုဝင်ဘာ15မှာတည်ဆိုပါမယ်တဲ့လက်မှတ်များကိုဝယ်ယူအားပေးမှုများတဲ့အတွက်ခုံတန်းများထပ်တိုးထားတယ်ဝတ်သားစရာပေါ့နော်နိုဝင်ဘာ17မှာအော်စတြေးလျနိုင်ငံ Brisbane မြို့ကို ရောက်ရှိမှာဖြစ်ပြီးနိုဝင်ဘာ22မှာတည်ဆိုပါမယ်တဲ့လက်မှတ်များကိုဝယ်ယူအားပေးမှုများတဲ့အတွက်ခုံတန်းများထပ်တိုးထားရပါကြောင်းနိုဝင်ဘာ24မှာအော်စတြေးလျနိုင်ငံ Sydney မြို့ကိုရောက်ရှိမှာဖြစ်ပြီးနိုဝင်ဘာ26မှာတည်ဆိုပါမယ် လက်မှတ်များဝယ်ယူအပေးမှုအပေးမှုကတရုံလုံးရဲ့80ရာခိုင်နှုန်းရောင်းချထားပြီးဖြစ်ပါတယ်တဲ့ဒီဇင်ဘာ17မှာဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်ရှိမှဖြစ်ပြီးဒီဇင်ဘာ14မှာတီဆိုမှာဖြစ်ပါတယ်တဲ့လက်မှတ်များရဲ့ဝယ်ယူအပေးမှုတရုံလုံးအတိုင်းအတာနဲ့69ရာခိုင်နှုန်းရောင်းချထားပြီးဖြစ်ကြောင်းပါတဲ့ဘယ်နိုင်ငံဘယ်မြို့မှာဖြစ်ဖြစ်ပြည်သက်အရေးအတွက်ဘလောက်ရှိရှိအစွမ်းကုန်တဲ့အကောင်းဆုံးတီဆိုတီ တီโซတီးခတ်သွားမှာဖြစ်ပြီးပြိတ်သက်များအတွက်အမှတ်တရများစွာကြံရစ်ရစီမယ်လို့ကျွန်တော်စောင်းလိုင်းကကတိပေးလိုက်ပါတယ်အခုလောလောဆယ်မနက်စင်ကာပူမှာကျင်းပမဲ့ show ဝဲအတွက်50ရာခိုင်နှုန်းပဲရောင်းချပေးရပါသေးတယ်ကျွန်တော်တို့ဗျာအခုတစောင်းနိုင်ပွဲတွေမှာအမားလုတ်သူတွေကပျော်ပွဲရှင်ပွဲတွေနဲ့ပျော်နေမဲ့အထဲမှာကျွန်တော်တို့ဒီ show ဝဲကိုကြည့်လိုက်ခြင်းအပြင်ရရှိတဲ့ငွေကြေးကိုကိုစောင်းဘာလုံးမလဲဆိုတာခင်ဗျားတို့ကိုယ်တိုင် သိတယ် အမှန်တရားကိုမျက်နှိုးတို့လက်သုံးချောင်းထောင်ပြီးအခု return of to sound line ပြန်လာပြီးအရာအလုံးတတိတွေကိုသူဖြတ်သွားပြီလို့ကျွန်တော်ကတော့ထင်တယ်။ဘာကြောင့်လဲ?ဘသူဒီပဲဆရာဝင်လှုပ်လှုပ်တိုက်ခတ်တိုက်ခတ်ပုတ်ကိုရေးပဲပြောပြောငါသည်အာနာရှင်စနစ်အမြင့်ပြတ်အောင်လှုပ်တဲ့နေရာမှာတတောင်းတနေရာကပါဝင်နေတဲ့လူဖြစ်တဲ့အတွက်ဒီအရာတွေကိုငါလှုပ်ဆောင်မှရမယ်။ကျွန်တော်တောင်းတကုံကညီတယောက်ပြောခဲ့သလိုပါငါတယောက်ထွက်မသွားခဲ့ရင် ဒီတော်လန်ရေးမှာအားတစ်ခုရော့သွားမယ်ဒါကြောင့်အားအင်တစ်တေစူးစီးပြီးတော့ return return every day you do this နေ့တိုင်းနေ့တိုင်းငါဟာမနှက်ဖန်ကိုနိုးထရရမယ်စိတ်မျိုးတွေမွေးမှသာလေအာနာရှင်စနစ်ဟာမြင့်ပြတ်